သီအိုလိုရူးစဘက်ဟာအမေရိကန်ပြည်ရဲ့သမရဖြစ်တုန်းကသူလုံးသမျှကိစ္စတွေရဲ့85ရာခိုင်နှုန်းလောက်မှန်ကန်ခဲ့မယ်ဆိုရင်သူဟာသူမျော်လင့်ထားတဲ့အတိုင်းထိတ်ဆုံးအတန်းကိုရောက်ရှိနိုင်မယ်လို့ထုတ်ဖော်ပြောဆိုခဲ့ဘူးပါတယ်။ကိုကိထိတ်တန်းကြဆုံးသောပုဂ္ဂိုလ်ကြီးတယောက်လုံးကသူလုံးခဲ့သမျှသောကိစ္စတရားမှာ85ခုလောက်တော့မမှန်ဘူးလို့ဆိုရင်မိတ်ဆွေတို့ကျွန်တော်တို့အတွက်ကတော့စိုးပွဲရမှရှိတော့ပါဘူး။ သင်ကိုယ်တိုင်ပဲတရားမှာ55ကျင်းလောက်တော့မမှန်ဘူးဆိုရင်တစ်ဖက်သားကိုဘာဖြစ်လို့မှားတယ်လို့သင်ဆွဆွဲမှာလေမင်္ဂလာပါဗျာမေဆွေတို့ဒီခုတစ်ခါဝင်းစာရေးဆရာဒေခါနေဂျီရဲ့ How to Win Friends and Influence People ဆိုတဲ့စာအုပ်ကိုဥနုဘာသာပြန်ဆိုရေးသားထားတဲ့မိဒဗလာဒီကာဆိုတဲ့စာအုပ်ထဲကအခန်းထဲမှာဖော်ပြထားတဲ့ရန်သူပေါ်စီသောကိန်းတွေနီး မိတို့ရှောင်ရမည်။ဒီလိုရိုးစပယ်ဟာအမေရိကန်ပြည်ရဲ့တမရဖြစ်တုံးကသူလုံးသမျှကိစ္စတွေရဲ့85ရာခိုင်နှုန်းလောက်မှန်ကန်ခဲ့မယ်ဆိုရင်သူဟာသူမျော်လင့်ထားတဲ့အတိုင်းထိတ်ဆုံးအတန်းကို ရောက်ရှိနိုင်မယ်လို့ထုတ်ဖော်ပြောဆိုခဲ့ဘူးပါလေ။ကိုကိထိတ်တန်းကြဆုံးသောပုဂ္ဂိုလ်ကြီးတယောက်လုံးကသူလုံးခဲ့သမျှသောကိစ္စတရားမှာ85ခုလောက်တော့မမှန်ဘူးလို့ဆိုရင်မိတ်ဆွေတို့ကျွန်တော်တို့အတွက်ကတော့ ဆိုဝယ်ရမရှိတော့ပါဘူးတကယ်လို့တင်ဟာတင်လို့သမျှကိစ္စမှာ55ရာခိုင်နှုန်းမှန်တယ်လို့သိကြရင် online ကိုတွားပြီးတော့တနေ့ကိုဒေါ်လာတစ်သန်းလောက်ရအောင်လုပ်ရွက်လီကိုဝယ်အငိတ်မင်းသမီးလေးတွေနဲ့လက်ထပ်ပြီးနေနိုင်မှာပါတင်ကိုယ်တိုင်ပဲတရားမှာ55ရင်လောက်တော့မမှန်ဘူးဆိုရင်တစ်ဖက်သားကိုဘာဖြစ်လို့မှားတယ်လို့တင်ဆွဆွဲနေပါလေတင်ဟာလူတူးတယောက်ကိုမှားတယ်လို့စကားနဲ့သာထင်ရှားအောင်ဆွဆွဲနိုင်တာမဟုတ်ပါဘူး သင့်ရဲ့မျက်နှာဘေးအမူအရာနဲ့တော်၎င်းလေးဦးလေးသိန်းနဲ့တော်၎င်းကိုဟန်လက်ဟန်နေနဲ့တော်၎င်းစကားလိုပဲထင်ရှားအောင်ဆွဆွဲနိုင်ပါလေအဲဒါကြောင့်တကယ်လို့သင်ဟာတစ်ဖက်သားကိုမှားတယ်လို့တနည်းနည်းနဲ့ဆွဆွဲလိုက်တယ်ဆိုရင်အဲ့ဒီဆွဆွဲခံရတဲ့သူဟာသင်နဲ့စိတ်သဘောထားချင်းညီညွတ်နိုင်ပါအောင်မလားဘယ်လိုမှညီညွတ်မှာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလိုဆွဆွဲလိုက်တဲ့အတွက်ဆွဆွဲခံရသူရဲ့အသိဉာဏ်နဲ့ငါးသိဟူသောမာနကို တင်းကတိုင်းရိုက်စော်ကားလိုက်တာပေါ့အဲ့ဒီလိုစော်ကားတဲ့အတွက်ကြောင့်အစော်ကားခံရတဲ့သူသည်တင်းကို ပြန်ပြီးတုံ့ပြန်ကြပါလိမ့်မယ်ဒါပေမဲ့သူ့စိတ်ကိုတော့ပြင်ញင်မှာမဟုတ်ပါဘူးပညာရှိကြီးတွေဖြစ်ကြတဲ့ပလေတိုနဲ့အမ်နျူရဂန်တို့ရဲ့ကျမ်းစာအုပ်တွေကိုအကိုကားလုပ်ပြီးပြအောင်တော့မာနကိုထိခိုက်စော်ကားခံရတဲ့သူသည်တင်းပြောသမျှစကားကိုနိုင်ရောမှာမဟုတ်ပါဘူးတစ်ဖက်သားနဲ့စကားပြောတဲ့အခါမှာ မင်းသားလဲအောင်ငါရှင်းပြမယ်ဆိုတဲ့စကားလုံးမျိုးကိုဘယ်တော့မှမတုံးပါနဲ့အဲ့ဒီစကားမျိုးဒီတော်တော့ကိုကန့်လန့်ကြတဲ့စကားမျိုးဖြစ်ပါတယ်အဲ့ဒီစကားမျိုးကိုသုံးခြင်းအားဖြင့်ငါကမင်းထက်တော်တယ်ငါစကားကိုနားထောင်မိရင်မင်းရဲ့ငကိုစိတ်ဓာတ်တွေပြောင်းကုန်လိမ့်မယ်လို့ပြောရရောက်ပါတယ်ဒီစကားဟာတစ်ဖက်သားအပေါ်မှာဆရာလုတ်ကျင်တဲ့စကားဖြစ်ပါတယ်ဒါကြောင့်အဲ့ဒီစကားမျိုးကိုပြောမိပြီဆိုရင်သင်ပြောကျင်တဲ့စကားကိုမှရေလည်အောင်မပြောရသေးခင်တစ်ဖက်သားမှာ တင့်ကိုကလန်ကစံပြန်ပြီးပြောကျင်တဲ့စိတ်တွေပေါ်လာတော့မှဖြစ်ပါလေ။သူနဲ့သားရဲ့အယူဆကိုပြုပြင်ပြောင်းလဲအောင်လုပ်ဖို့ကိစ္စဟာစိတ်အယမ်းကိုကြီးကြီးလင်းလင်းဖြစ်နေတဲ့အချိန်မျိုးတွေမှာတောင်မှခက်ခဲတတ်တဲ့အတွက်ကြောင့်ဘာဖြစ်လို့သင်ကဒီကိစ္စကိုပိုးပြီးခက်ခဲအောင် လုပ်ချင်ရမှာလဲ။မကြိုးစားရသေးခင်ကပဲရှုံးနေတဲ့ကိစ္စကိုဘာဖြစ်လို့လုပ်ချင်မှာတော့။သူနဲ့သားမသိတာကိုသိအောင်ပြောကျင်တဲ့အခါမှာအဲ့လိုပြောမှန်းကိုတစ်ဖက်သားကိုအသိမပေးပါနဲ့။ ြောတဲ့နေရာမှာအလွန်ပါနဲ့ပါစေသင်စကားကိုနားထောင်နေတဲ့သူကိုယ်တိုင်က သင်သည်သူ့ကို ဆုံးမနေတယ်လို့မထင်အောင်ပြောပါလူကလေးတတ်နိုင်ရင်အခြားသူများတက်ပို၍ပညာရှိအောင်ကြိုးစားပါသူအတွင်ထိုကဲ့သို့ပို၍ပညာရှိကြောင်းကို အခြားသူများအားမပြောပါလိမ့်နဲ့လို့လော့ချက်စတာဖီဆိုသူပညာရှိတဦးကသူ့ရဲ့သားကို ဆုံးမပူပါလေအနည်း20လောက်ကမှန်တယ်လို့ကျွန်တော်တို့ယုံကြည်ခဲ့တဲ့ အရာတွေတဲက အလီပေါင်းကလွဲလို့တခြားအရာတွေကိုကျွန်တော်တို့နှစ်နှစ်ကာလမယုံတော့ပါဘူးအိုင်စတိုင်ရဲ့စာအုပ်တွေကိုဖတ်ပြီးတဲ့အခါမှာအလီပေါင်းကိုတော့တန်တရားဖြစ်လာပြန်ပါတယ်နောက်နှစ်20လောက်ကြာရင်အဲ့ဒီစာအုပ်ထဲမှာရေးထားတဲ့စကားတွေကိုကျွန်တော်တို့ကိုယ်တိုင်တောင်းမှယုံရင်မှယုံတော့မှာပါဘယ်ရာမျိုးကိုမှကျွန်တော်တို့ဟာရှိကတော့ယုံကြည်ကြည်ရှိတော့မှာမဟုတ်ပါဘူးငါသိတဲ့အရာတခုတည်းသာရှိတယ်အဲ့ဒါကတော့တခြားမဟုတ်ဘူးငါဘာမှမသိသေးလို့သိခြင်းပဲဖြစ်တယ်လို့ ဆူရီတီဆိုသူပညာရှိကြီးကသူ့ရဲ့တပည့်တွေကိုအေတင်မြို့မှာမကြာခဏပြောခဲ့ဘူးပါကျွန်တော်ကတော့ဆူရီတီတဲ့ပိုးပြီးပညာမရှိနိုင်ပါဘူးဆူရီတီတယောက်လုံးကတောင်အဲ့ဒီလိုပြောရင် ကျွန်တော်မှပြောစရာမရှိတော့ပါဘူးဒါကြောင့်တစ်ဖက်သားကိုမှားတယ်လို့ပြောတတ်တဲ့အကျင့်ကိုကျွန်တော်လုံးလုံးဆွန့်လိုက်ပါပြီအဲ့လိုဆွန့်လိုက်တဲ့အတွက်ကြောင့်အကျိုးရှိတယ်ဆိုတာကိုကျွန်တော်ကိုယ်တိုင်ပဲတွေ့ရဖို့ပါတယ်တကယ်လို့လူတစ်ယောက်ကစကားတစ်ခုကိုပြောလိုက်တဲ့အခါမှာ အဲ့ဒီစကားမှားတယ်လို့သင်ကိုယ်တိုင်ပဲတကယ်စัจဏနာသိရှိတဲ့တိုင်အောင်အဲ့လူကိုမှားတယ်လို့တိုက်ရိုက်မပြောဘဲနဲ့အောက်ပါစကားမျိုးနဲ့ပြောရရင်မကောင်းပေဘူးလားဒီမှာမိတ်ဆွေကျွန်တော်ထင်တာကဓမျိုးဖြစ်နေတယ်ဗျကျွန်တော်ထင်တာမှားခြင်းလည်းမှားမှာပဲဗျကျွန်တော်ကအတွေးတော်တော်တော်ခေါင်းတတ်တယ်တကယ်လို့များမှားနေရင်လည်းပြင်ပါဗျအကြောင်းချင်းအရတို့ခုချင်းစီပြန်ပြီးဆက်ကြည့်အောင်ကျွန်တော်မှားခြင်းလည်းမှားမှာပဲကျွန်တော်က အတွေ့တော့တော်တော်ခေါင်တက်တယ်အကြောင်းတစ်ခုစီကို ပြန်ပြီးစစ်ကြည့်အောင်အဆရှိတဲ့သကလုံးတွေကတော်တော်တာသွားတဲ့ဇကားတွေပါကျွန်တော်မှားခြင်းလဲမှားမှာပဲအကြောင်းချင်းတစ်ခုစီပြန်ပြီးစစ်စစ်ကြည့်အောင်စတဲ့ဒီဇကားတွေကိုဘယ်လိုလူမျိုးမှကန့်ကွက်မှာမဟုတ်ပါလောကရဆရာကြီးတို့ရဲ့ဇကားသုံးလုံးမှုကိုကြည့်ကြပါအောင်ဆိုဇကားတော့ Stephenson ဆိုသူနဲ့ကျွန်တော်တွေ့ဦးပါတယ်သူကနာမည်ကျော်လောကရဆရာကြီးတူဦးပါ အယံကိုအေးတဲ့အတိတ်ဇဝိုင်းရဲ့မြောက်ဘက်မှာ၁၇နှစ်ကြာနေခဲ့တဲ့ကာလအဲ့ထဲမှာ၆နှစ်တိုင်နဲ့အမဲသားနဲ့ရေကိုပဲမိဝဲခဲ့ပါတယ်။အတူနဲ့တွေ့တော့သူကိုယ်တိုင်စမ်းသပ်စစ်ဆေးနေတဲ့လောကနီးတနည်းကိုကျွန်တော်ကိုပြောပြတဲ့အတွက်ဘယ်လိုနီးတဲ့တွေကိုလက်တွေ့ပြမလို့တော့လို့ငေးဘူးပါတယ်။အဲ့တော့လောကရဆရာဆိုတာတကယ်တော့နီးတဲ့တွေကိုလက်တွေ့ပြဖို့မကြိုးစားပါဘူး။ရှိပြီးတဲ့နီးအောင်တွေကို မပေါ်ပေါအောင်ရှာတာပါပဲလို့ကျွန်တော်ကိုပြန်ပြောပါတယ်။ ကျွန်တော်ကအဲ့စကားတွေကိုဘယ်တော့မှမိနိုင်မှာမဟုတ်ပါဘူးအဲ့တော့စကားပြောတဲ့နေရာမှာသင်ကိုယ်တိုင်မှားကောင်းမှားလိုက်မယ်လို့ဝန်ခံခြင်းဖြင့်သင်မှာဘေးမဖြစ်နိုင်ပါဘူးအဲ့လိုဝန်ခံတဲ့အတွက်ကြောင့်ဘာကိုမှညင်းစရာကုန်စရာမလိုယုံနေမကပဲနဲ့သင်တဲ့စကားပြောနေတဲ့တစ်ဖက်သားကလည်းပဲသင်လိုပဲစိတ်သဘောထားကြီးလာပြီးတော့သင်လိုပဲမှားတယ်ဆိုတာကိုဝန်ခံခြင်းနဲ့စိတ်ထားပြီးပေါ်လာမှာပါ လူတယောက်ကမှားနေတဲ့အခါမှာမှားတယ်လို့အဲ့ဒီလူကိုဒုံးဒီဒီကြီးပြောမိတဲ့အတွက်ဘယ်လိုဖြစ်ဘူးလဲဆိုတာတာရကတခုကိုပြောပြပါအောင်မယ်။ Lenskarden နဲ့ Free Corporation တို့ဖြစ်ကြတဲ့အမှုကြီးတခုပါ။အဲ့ဒီကိစ္စကအမေရိကန်ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကိုသိမကြခင်ကရောက်လာတယ်။အဲ့ဒီအမှုမှာ Mr. S ဆိုတဲ့လူကရှင့်နေပြစ်လိုက်ပါဆောင်ရွက်ပါတယ်။တရားပြင်းနေတဲ့ငွေကအရန်များုံနေမကဘူး။ ဥပရေတရားနဲ့ပတ်သက်ပြီးတော့မရှင်းလင်းတဲ့အချက်တွေကလည်းအကျုံးဝင်နေတော့အဲ့ဒီအမှုကအရန်ကိုအရေးကြီးတဲ့အမှုတခုဖြစ်ပါတယ်။အိုင်မှုနဲ့ပတ်သက်ပြီးတော့ရှောက်လဲနေတော့ရေဘက်ဆိုင်ရာမှာစာချုပ်တွေကိုကန့်သက်ပိုင်းခြားထားတဲ့နှစ်က6နှစ်မဟုတ်ဘူးလားလို့တရားဝန်ကြီးတို့က Mr. S ကိုဖြတ်ပြီးမေးလိုက်။ Mr. S ကလည်းရှောက်လဲချက်ကိုခဏရပ်ပြီးမေးတဲ့တရားဝန်ကြီးကိုအားအားတဲ့နဲ့စိုက်ကြည့်နေပြီးတော့ရေဘက်ဆိုင်ရာမှာစာချုပ်ကန့်သက်တဲ့ဥပဒေမရှိပါဘူးလို့ တုံးတီတီပြန်ဖြေလိုက်ဒီလိုလဲပြန်ဖြေလိုက်ရောတယုံလုံးလဲမိကိုရင်နဲ့တတ်တယ်လို့တိတ်သွားတာပဲကျွန်တော်ကမှန်ပြီတရားဝင်ကြီးကမှားလို့မှားတဲ့အကြောင်းကိုပြောမိတာအမှန်ပဲသို့တော့ဒီလိုပြောလိုက်လို့တရားဝင်ကြီးကကျွန်တော်ပုံမှာမေတ္တာရှိလာတယ်လားမရှိပါဘူးဥပဒေအရဆိုရင်တော့ကျွန်တော်မှန်တယ်လို့ဒီကနေ့တည်းကကျွန်တော်ကောင်းကောင်းယုံကြည်ပါတယ်နောက်ပြီးတော့လည်းအဲ့ဒီနေ့ကခိုင်းနေတဲ့ကျွန်တော်ရဲ့ရှောင်းလဲချက်ကြီးကပိုးပြီးကောင်းတယ်လို့ကျွန်တော်ကိုယ်ရင်သိပါတယ် ဒါမဲ့ကျွန်တော်ကအလွန်ကိုပညာရှိနာမည်ကျော်ကြားတဲ့တရားဝင်ကြီးတဦးကိုဖြောင်းဖြောင်းပြပြမပြောဘဲနဲ့မှားတယ်လို့ဒုံးတိတိပြောမိတဲ့အတွက်ကြောင့်အမှားကြီးမှားခဲ့ဘူးတယ်လို့ Mr. S ကိုရိုင်းကျွန်တော်ရဲ့တပည့်ကြီးပြောပြဘူးပါတယ်။အဲ့တော့အမှန်ကိုရောက်အောင်တွေးနိုင်တဲ့သူတွေဒီအရန်ကိုရှားပါတယ်။ကျွန်တော်တို့ကများသောအားဖြင့်အစွဲလန်းကြီးတဲ့သူတွေပါ။များသောအားဖြင့်ကျွန်တော်တို့မှာအဖက်ဖက်မှာဆွဲလန်းနေတဲ့စိတ်ကူးတွေ၊သဝင်ကြောင်နာတွေ မယုံသင်္ကာဖြစ်တာတွေကြောက်ရွံ့စိုးရိမ်တာတွေမနာလိုတာတွေနဲ့မာနတွေရှိကြပါတယ်တော်များများလူတွေကသူတို့ယုံကြည်တဲ့ဘာသာဒါမှမဟုတ်နှစ်သက်သက်စရောက်ပုံဒါမှမဟုတ်အမှန်နဲ့ထင်တဲ့ community ဝါဒဒါမှမဟုတ်ဆွဲလန်းလျက်ရှိတဲ့ဇက်လိုက်မင်းသား glad gable စတဲ့အရာတွေမှာစွန့်ပြစ်ကြဖို့အလိုမရှိကြပါဘူးအဲ့ဒါကြောင့်တကယ်လို့တစ်ဖက်သားကိုမှားတယ်လို့ပြောတတ်တဲ့ဝါဒနာကမိတ်ဆွေမှာရှိခဲ့တယ်ဆိုရင်တော့ အောက်ကစာပိုက်ကလေးကိုမနေ့စာမစားခင်မနေ့တိုင်းဖတ်ပါအဲ့စာပိုက်က Professor Jane Harvey Robinson ရေးသားတဲ့စိတ်ဖြစ်ပေါ်ပုံစံအောက်ကကောင်းနှုတ်ချက်ပါကောင်းနှုတ်ချက်ကလေးကိုကျွန်တော်ဖတ်ပြပါမယ်အင်းမင်းထန်ထန်မကြိုးစားရဘဲနဲ့ကျွန်ုပ်တို့ဤစိတ်ထားများသည်ပြပြင်ပြောင်းလဲသည်ကိုကျွန်ုပ်တို့သည်တစ်ခါတည်းံတွေ့ရဘူး၏ထို့ရတွင်ကျွန်ုပ်တို့ကိုတစုံတယောက်သောသူကမှားသည်ဟုဆွဆွဲလိုက်သောအခါကျွန်ုပ်တို့သည်ဤသို့ပြောဆိုခြင်းကိုမနှိမ့်မြို့သောကြောင့် ်ကျွန်ုပ်တို့၏မူလသဘောထားကိုမပြောင်းဘဲဇွတ်တည်ုံနေတတ်ကြလိမ့်မည်ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ယုံကြည်ဆွလန်းချက်များအပေါ်တွင် အမှုမဲ့အမှတ်မဲ့ပေါ်ပေါ်ဆဆနေတတ်ကြတော်လဲသံဆုံးတယောက်သောသူကထိုအချက်များကို ထိခိုက်ပြောဆိုလာသောအခါသူတို့အပေါ်တွင်ရှိသောကျွန်ုပ်တို့၏ဆွလန်းခြင်းစိတ်ဓာတ်တို့သည်ကျွန်ုပ်တို့၏ယဉ်တွင်း၌ဆတဲ့တဘို့တို့လာသည်ကိုတွေ့ရှိရပါလိမ့်မည်စင်စစ်မှမူကဤသို့ဖြစ်ခြင်းသည်အမအမှန်ကိုဤမျှလောက်ယူဆိုင်လာ၍မဟုတ် ကျွန်တော်တို့ဤဂုံကို ထိခိုက်သောကြောင့်ဖြစ်သည်လူတို့တွင်ငါဟာဆိုသောစကားလုံးလေးသည်အလွန်အရေးကြီးလေသည် ထိုချက်ကိုကောင်းစွာအသုံးပြုတတ်ခြင်းသည်ပညာရှိခြင်းအစပင်သည်ငါထမင်းငါခွေငါအိမ်ငါအဖေငါတိုင်းပြည်ငါဖခင်တခင်စသောစကားလုံးတို့သည်အတိတ်ပဲလင်းနေရ၌ညီလူညီမျှပင်ဖြစ်သည်ကျွန်တော်တို့ဤနိုင်သည် အချိန်မှားနေသည်ဟု၎င်းကျွန်တော်တို့ဤမော်တော်ကားသည်စုံနေသည်ဟု၎င်း အပြောခံရမည်ကိုမနှစ်မြုပ်ယုံသာမကအင်္ဂါယိုတွင်ရှိသောရေသွားမြောင်းနှင့်ဆက်လျင်း၍ကျွန်ုပ်တို့မှတ်သားထားသည့်အချက်များသည့်၎င်း Epictetus ဟူသောစကားလုံးကို ခေါ်ရ၌အကျွန်ုပ်တို့၏အတန်အတွက်သည်၎င်း Selezen ဓာတ်သည်ဆေးဘက်တွင်မြင်းများအသောဝင်သည့်သို့မဟုတ်ပထမစာကုန်၏မွေးနေ့သည်မိတိနှင့်ဖြစ်သည်ဟု၍အကျွန်ုပ်တို့၏အမှတ်အသားများသည့်၎င်းမှားယွင်းချွတ်ချော်နေသောကြောင့်သူတို့ကိုအသည့်ပြင်းရန်လိုသည်ဟူသောသွန်သင်ချက်တို့ကိုလည်း အကျွန်ုပ်တို့မနှိမ့်မြူချေအကျွန်ုပ်တို့မှန်သည်ဟုအယူရှိထားသောယုံကြည်ချက်တို့ကိုအကျွန်ုပ်တို့သည်ဆက်လက်ယုံကြည်လိုသောဆန္ဒများရှိကြပါသည်ထိုယုံကြည်ချက်များကိုကြည့်လိုက်ပြောဆိုသောအခါမခံကျင်သော စိတ်ဓာတ်များကြွတက်လာပြီးလင်ထိုအချက်များဘက်မှနေ၍ရှင်ကြီးအမျိုးမျိုးပေးကခုခံကာကွယ်တတ်ကြသည်ထို့ဖြစ်သောကြောင့်စကားပြောရ၌အကျွန်ုပ်တို့၏အကိုအကားများသည်အခြားမဟုတ်ကျွန်ုပ်တို့ယုံကြည်ရင်းစွဲဖြစ်သောအချက်များကိုကာကွယ်ရန်အတွက်ပေးသော စင်ကြင်များပင်ဖြစ်ကြ၏ဒီလိုတော့ဒီများပါပဲဒီဗီဒီယိုနဲ့ပတ်သက်လို့ဝေဖန်ကြအကြံပြုစရာရှိမယ်ဆိုရင် comment မှာရေးသားခဲ့လို့ရပါတယ်ဗီဒီယိုကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကိုစိတ်နှပြချမ်းသာကြပါစေ